ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိစ်မြို့ကစူပိုဆန္ဒပြမှုတွေကိုတုံ့ပြန်ကင်တွယ်ဖို့အတွက်အမေရိကန်မရိန်းတောက်ဖွဲ့ဝင်တွေကိုပါဖြန့်ကျက်အသုံးပြုဖို့တမရဒေါ်နယ်ထရန့်ကအမိန့်ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်ကလော့စ်အိန်ဂျလိစ်မှာအမေရိကန်လူဝင်မှုကြီးကြပ်ရေးနယ်အကောက်ခွန်အေဂျင့်တွေကတရားမဝင်ရှေ့ပြောင်းခြေချတဲ့နိုင်ငံသားတွေကိုဝေရောက်ဖမ်းဆီးခဲ့တာကိုဆန္ဒပြခဲ့ကြတာကနေနောက်ဆက်တွဲအဓိကရုံအခြေအနေတွေဖြစ်ပေါ်လာတာပါ။ထရန့်ကချက်ချင်းဆိုသလို အမေရိကန်စစ်တပ်ရဲ့အရန်တပ်ဖြစ်တဲ့အမျိုးသားအစောက်တပ်ဖွဲ့ဝင်2000လောက်ကို Los Angeles ဆဲလွတ်ပြီး Federal အစိုးရရဲ့အဆောက်အုံတွေကိုကာကွယ်ဖို့ညွှန်ကြားခဲ့ပါတယ်။ဂျွန်လ9ရက်နေ့မှာတော့ Trump ကနောက်ထပ်အမျိုးသားအစောက်တပ်ဖွဲ့ဝင်2000နဲ့အမေရိကန်ရဲ့ Marine တပ်ဖွဲ့ဝင်900ကိုပေါ့ Los Angeles တွားရောက်ကြဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့် Trump ဟာတရားဥပဒေပြန်လည်စိုးမိုးရေးဆိုတဲ့အကြောင်းပြချက်အောက်မှာအမေရိကန်ရဲ့တင်းပြည့်ကြက်ပြည့်စစ်တပ်တွေကိုပေါ့လူနေဧရိယာတွေဖြန့်ကျက်ဖို့ပြင်ဆင်လာတဲ့အတိတ်ပဲပေါ့။ ထရန့်ကလော့အိန်ဂျလိစ်မှာတက်တွေဖြန့်ကျက်တဲ့အမေကိုကယ်လီဖိုးနီးယားပြည်နယ်အစိုးရနဲ့မညှိနှိုင်းဘဲဓာတ်ရိုက်ထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီအတွက်သူနဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးဂေဘီနျူဆန်ကြားမှာတင်းမာမှုတွေမြင့်တက်နေပါတယ်။နျူဆန်ကထရန့်ရဲ့လောက်ရအတွက်ဖက်ဒရယ်အစိုးရကိုတရားစွဲမယ်လို့ပြောထားပြီးထရန့်ကတော့ရွှေပြောင်းခြေချောင်းမှုတွေကိုဖြိုခွင်းတဲ့ကိစ္စမှာအနောက်ရှက်ပေးနေတဲ့နျူဆန်ဟာအဖမ်းခံရတဲ့နယ်လို့ချင်းချောက်ထားပါတယ်။ Los Angeles မှာတော့ရွှေပြောင်းခြေချောင်းသူတွေရဲ့အခွင့်အရေးအတွက်တောင်းဆိုတဲ့ဆန္ဒပြမှုအများစုဟာ ရင်းရင်းချမ်းချမ်းရှိနေပေမဲ့တချို့နေရာတွေမှာတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ကိုထိလက်ရောက်ပြစ်ပကဖြစ်တာရဲကားတွေကိုမီးတင်ရှို့တာဆိုင်ခန်းတွေကိုလွတ်ရတာမျိုးအခြေအနေတွေပေါ်ပေါက်လာခဲ့ပါတယ်။ Trump ကတော့ဒီကိစ္စအားလုံးဟာ New Zealand ရဲ့ပြည်내အစိုးရညံ့ဖျင်းမှုကြောင့်လို့ဆွဆွဲပြီး California မှာတရားဥပဒေပြန်လည်စိုးမိုးဖို့လုံတင်တာမှန်တယ်များလုံမယ်လို့ကြုံဝါထားပါတယ်။တိတ်မကြခင်မှာပဲသူက Marine တပ်ဖွဲ့ဝင်တွေကိုပါ Los Angeles ကြီးဆဲလွတ်လိုက်တာလည်းဖြစ်ပါတယ်။အတိုက်အခံ Democratic Party အားကောင်းတဲ့ဒေသဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရောလော့စ်အိန်ဂျလိစ်မြို့မှာပါအမျိုးသားအစောက်တပ်ဖွဲ့ဝင်တွေနဲ့မရင်းတပ်သားတွေဆက်လွတ်တဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ကလူကြိုက်မများပါဘူးလော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့အကြီးကဂျင်ဘတ်ဒေါ်နယ်ကလည်းရဲတပ်ဖွဲ့ဟာလက်ရှိအခြေအနေတွေကိုကိုပိုင်အစွမ်းစာနဲ့ကောင်းကောင်းထိန်းသိမ်းကင်တွယ်နိုင်တယ်လို့ယုံကြည်ထားကြောင်းပြောပါတယ်။ပြည်내အုပ်ချုပ်ရေးမှူးညွှန်ဆောင်ကလက်ရှိကြုံနေရတဲ့စိန်ခေါ်မှုတွေမှာစစ်သားတွေကိုခေါ်သွင်းလာတဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာအယံပေါ်ပြပြနိုင်ပြီးကယ်လီဖိုးနီးယားပြည်내ရဲ့ရဲတွေအပါအဝင် လုံခြုံရေးအရာရှိတွေကိုစော်ကားတဲ့အတိတ်ပဲဖြစ်နေကြောင်းဝေဖန်သွားပါတယ်ရှင်